အားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audio Channel မှာကြိုကြိုပါရစေကျွန်တော်ခုဖွပြပေးမှာကတော့ Ilya Aryan Bay ရဲ့ Man's Year Life ကိုရှမ်းများတန်းတက်မြန်မာပြန်ထားတဲ့လူများတက်ကြတယ်များဘဝအတွက်တက်အခန်း22ကိုဖွပြပေးမှာဖြစ်ပါတယ်အခန်း22စနစ်ကျွန်တော်ဟုတ်တယ်ဒေဇင်ဗာလီဒေးရှိကကြီးမာသောကွက်လက်ကြီးတွေတွင်လူတွေချစ်ချစ်တိုးနေသည အီတလီ၊ပိုလန်၊ဂရိ၊စပိန်၊ရူမေးနီးယားလူမျိုးများသည်သူတို့အမျိုးသားအလံများကိုလွှင့်ထူကာစစ်ကြောများဖွဲ့နေကြသည်။ရုရှားတွေလည်းအများကြီးပါသည်။သူတို့မှာအချို့ကရုရှားအမျိုးသားအလံဖြစ်သည့်တောင်ယောင်ချဲအလံကိုလွှင့်ထူလျက်အချို့ကလည်းအလံဒီကိုလွှင့်လျက်စစ်ကာလ၏ပထမဆုံးသောကျူတန်းသည်စတင်စီနေလေပြီ။တန်းစီနေသောထိုအပျော်တန်းတပ်သားများ၏ကင်ကြမာကိုယခုပြန်စင်းစားလိုက်သည့်အခါ၌ထိုကျူတန်းကြီးသည်တင်မင်းစီသို့သွားရန်တန်းစီနေခြင်းဖြစ်သည်ဟုပြောမိပေလိမ့်မည်။ ို့ရရင်ထိုစဉ်ကမူသူတို့တွေသည်ရှင်လန်းတက်ကြလျက်စစ်တချင်းတွေကြိုလျက်ဘာလင်ကိုတိမ့်ချဟုဒေါမန်ပပဖြင့်အော်ဟစ်ကြွေးကြလျက်ပူကလည်းပူပါပြီတနေလူများသည်လင်မင်းတွေတောက်ကြသည်ချွေးတွေရိုစီးကြနေသောမျက်နှာများကိုတောက်ကြသည်ထို့နောက်တချင်းတွေကိုအော်ဆူကြပြန်သည်ကျွန်တော်သည်ကျူရဲနောက်ဖျားတွင်ရှိနေသည်မုတ်စိတ်တွေရှိသည့်ဘုံမူးတစ်ယောက်ထိုင်နေသည်ရှေ့ဆုံးတန်းကစပွဲသည်ရောက်သည့်အခါတွင်မိုးချုပ်နေလေပြီစစ်တပ်ဆရာမတယောက်ကကျွန်တော်ကိုမှုန့်တိုးတိုးဖြင့်ကြည့်လိုက်ပြီး ျွန်တော်ယင်ကိုနှစ်ချက်ဖြင့်နားထောင်သည်ထို့နောက်နောက်တစ်ယောက်ဟုအော်လိုက်ပါသည်ကျွန်တော်အထင်တွင်မူကျွန်တော်ကိုယူနီဖောင်းတစ်စုံထုတ်ပေးလိမ့်မည်ဟုထင်လိုက်ပါသည်တော်ရရင်တစ်ချက်ကြီးကကျွန်တော်ကိုတိုင်းထွာဆေးရည်လိုက်ပြီးနောက်ဟေးဘာလုပ်နေရလဲပြင်သစ်လို့နားမလဲဘူးလားကွာဟုအော်သည်ထို့ခါကျမှကျွန်တော်ကိုပယ်လိုက်ကြောင်းကျွန်တော်သိလာရပါသည်စစ်တပ်ဆရာဝန်ဒီကျွန်တော်ခန္ဓာရင်းမြည်သည့်ခြုံရင်းချက်ကိုတွေ့သွားသည်ကိုမူကျွန်တော်မပြောတတ်ပါကျွန်တော်ကိုချိနေနေဟုထင်သွားဟန်တူပါသည်သုံးနှစ်ကျော်လေးနှစ်နေပါ အမဲသားထက်ကပြာကိုအသားပေးခဲ့တဲ့အတွက်တကူပြတ်ဟန်တူပါသည်။နောက်လာအနေငယ်အကြောင်းရင်းကျွန်တော်ကိုစေးပြန်စစ်ရင်စေးစစ်မိလိမ့်မည်ဟုကျွန်တော်ထင်ပါသည်။အမြောက်စာအပါဝင်ကုန်ပစ္စည်းတိုင်းသည်ရှားပါနေမှလူများအတန်ဖိုးထားကြပါသည်။ဘောနေရင်တန်ဖိုးမထားခြင်းကြောင့်ပန်းစီဘိုတိုးနေသူများတဲ့တွင်ကျွန်တော်တည်ကျန်းသည့်မျက်နှာတွေအများကြီးပါပါသည်ကိုဗီလင်စာကြည့်တိုက်တဲ့တွင်ကျွန်တော်တွေ့နေကြပြပရောက်ရုရှားလူမျိုးများရိုဒွန်ကဖေးတို့လာနေကြဖောက်တယ်များကိုလည်းတွေ့ရပါသည်တို့စဉ်ကကျွန်တော်သည် ကစ်စလင်းနဲ့မသိသေးတို့ရရင်သူဒီကျွန်တော်နဲ့အတူလူဒန်းတဲရင်စီနေလိမ့်မည်ထင်ပါလေထို့ညရင်ကစ်စလင်းဒီယူနီဖောင်းဝတ်လျက်ရိုဒွန်းကဖေးသို့ရောက်လာပါသည်လီဗီယွန်ကသူ့ကိုပွေဖက်နှုတ်ဆက်ပြီးကျွန်တော်တို့အားလုံးကိုရှမ်ပိန်တကားခံပါသည်တီတွန်ကသူတို့တပ်သားအတများဖလိုင်တို့သွား၍တင်းတန်းတဲအမည်ဖြစ်ကြောင်းပြောပြသည်ကျွန်တော်သူ့ကိုအားကြအနေသည်ထိုစဉ်ကမူပွဲကြီးပရိသတ်အဖြစ်ဘေးထိုင်ရှိနေရသည်မှာရှက်စရာကောင်းနေပါသည်ကျွန်တော်တို့ဒီတပ်သားတင်များကိုဘူတာယုံတို့လိုက်ပို့ပါသည် မာဆဲလ်ကိုဆိုကြသည်အဆွေတချင်းတွေကိုလည်းဆိုကြသည်ညအများအတွင်းကနေရာတကာတွင်တချင်းတွေဆိုနေကြသည်ဘူတန်ရုံတွင်လမ်းမများတွင်ကဖေးများတွင်စစ်တွင်လည်းသူ့နေရာမှာတွင်ရှိသလားမပြောတတ်ပါပထမသတင်းပတ်များတွင်လူများသည့်တချင်းဆိုကြသည်အရက်တော့ကြသည်ငိုကြသည်တချို့တွေဖမ်းကြသည်ကျွန်တော်မှာနာမည်ကလူမျိုးကြားမည်ဖြစ်နေသည့်ဖြင့်ရဲဌာနသို့မကြာခဏအခေါ်ခံရပါသည်ရဲဌာနသို့ရောက်တိုင်းလဲကျွန်တော်မြည်သည့်အရင်ဘက်ဖြစ်သည့်တိုင် ကျွန်တော်ဒီဂျာမန်တယောက်မဟုတ်ကြောင်းတက်တည်ထူရပါသည်ဖြစ်နိုင်ပွဲမရှိသောဖြစ်ပျက်များကိုပြောကြပါသည်အမျိုးသမီးလိုဝတ်ထားသည့်ဂျာမန်တရှုတူဦးကိုအရေးကြီးသောစီမံကိန်းများခိုးထုတ်သွားခြင်း ਨੇ ဆက်တွင်ဖမ်းမိသည့်အကြောင်းရှောင်းစိနန်းတော်ကရေချိုးခန်းထဲတွင်ဂျာမန်တရှုတယောက်ကင်မရာတစ်လုံးနှင့်ဖမ်းမိသည့်အကြောင်းနေရာတကာတွင်ကြွေးကြော်တံတွေကိုကြားနေရသည်အရေးတော်ပုံအောင်ရမည်ရန်သူတရှုကိုအမိဖမ်းကြမဂီနိုချက်စေယုံကြီးကိုဝင်လူကြသည်မျိုးစားကြီးကာလိုကြီးမှာ ဂျာမန်ဟက်စဖယ်မင်းဆက်ကိုစန့်ကျင်သူဖြစ်တော်လဲအဖမ်းခံရသည်လူများသည်အပြားတက်သလိုဖြစ်နေကြသည် အားလုံးအောင်ပွဲကိုမျှော်နေကြပြီးမကြခင်အတွင်းတွင်စထရာဖော့မြို့ကြာတော်မီဟုတယောက်နဲ့တယောက်တွေ့တိုင်းပြောနေကြသည်ထို့စဉ်ပါရီမြို့ထဲတွင်အမင်္ဂလာသတင်းတွေကောလာဟာလတွေရုတ်တရက်ပေါ်ထွက်လာသည်တိုက်ပွဲတွင်ပြင်သစ်တို့ရှုံကြောင်းပြင်သစ်တပ်မတော်ကြီးသည်ဖျော်ဖျက်နှင့်ဆုတ်ခွာလာခဲ့ရကြောင်းဂျာမန်တို့သည်ပါရီမြို့သို့ချီတက်လာနေပြီဖြစ်ကြောင်းညနေပိုင်းတွင်ဂျာမန်လေယာဉ်တစ်စင်းပါရီမြို့ပေါ်သို့ရောက်လာသည် ချက်စီးရန်ထက်၆လရန်ဖြစ်သည်ဂျာမန်တို့ကထိုးလေရင်ကိုဂျိုးပြူဟုခေါ်ကြသည်ကျွန်တော်ဒီထိုးအမိကိုပို၍အံ့ဩနေသည်အမှန်အဖျင်ငင်းချင်းဂျိုးငှက်ကိုတီထွင်သူသည်ပီကာဆိုမဟုတ်ပါတမချန်းစာတွေကပုံမြင်ဖြစ်ပါသည်ကဘာဖြတ်ဒီရဲ့ကြီးတက်သည်ဖြင့်တင်မော်ဒစင်ဖြင့်တောင်ထိပ်ပေါ်သို့ထွက်ပြေးနေရခြင်းတောင်ထိပ်ပေါ်တွင်ခိုးလုံနေရသောစိတ်ပြက်အားငယ်နေသည့်လူတစုထံဂျိုးငှက်ကတန်လွင်ခက်ကိုကြိုက်ချလာသည့်ပုံမြင်ဖြစ်ပါသည်ပါရီမျိုးသူမျိုးသားများသည်လမ်းမပေါ်သို့ပြေးထွက်လာကြကာ ဂျိုးပြူလာပြီဂျိုးပြူလာပြီဟုအော်ပြီးကောင်းကင်ကိုမော့ကြည့်ကြဂျိုးပြူသည်အသက်ဆန်းတစ်ခုဖြစ်နေပြီလူချမ်းသာရက်ွက်များတွင်ပါရီမပြောင်းရွှေ့ရန်ပြင်ဆင်နေကြလိမ့်မည်ထို့နောက်တွင်တက်တာများကိုအိမ်များထဲမှတည်ထုတ်ကြသည်အိမ်စိမိမများနှင့်ယောက်ျားများကနီးစ်ကိုပြောင်းမလို့ထူလူကိုပြောင်းမလို့ဖိုးကိုပြောင်းမလို့ဟုအမော်တကောဖြေကြသည်ထို့နောက်ပရင်ပေါက်တကားများသည်ပိတ်သွားကအားလုံးသည်တိတ်ဆိတ်ငြိမ်သက်သွားတော့သည် အစိုးရအဖွဲ့တီလည်းဘော်ဒိုးတို့ပြောင်းလိပြီသူတို့ကိုလိုယုံပြီးထွက်ပြေးကြလိပြီဟုတယောက်တစ်ပေါက်ပြောကြသည်အချို့ကနန်းရင်ဝင်ဖွန်ကားတွေကိုအပြစ်တင်သည် အချို့ကစေလာကိုအပြစ်တင်သည်အချို့ကစစ်ဗိုလ်ချုပ်များကိုအပြစ်တင်သည်အစိုးရ၏ထုတ်ပြန်ကြေညာချက်များသည်စေတစကပြားတစ်ပုဒ်ကိုဖက်ရသည်နှင့်တူနေသည်အကြောင်းသည့်သူများသာလျှင်ထုတ်ကြေညာချက်ကိုနားလည်ကြသည်တို့ရရင်အစိုးရကြေညာချက်များပြင်တည်င်းကိုသိနိုင်သောအခြားရင်းမြစ်ဌာနများရှိ၍တော်ပါသည် ဒရန်ရသူတပ်သားများကိုပါရီတို့ပြန်ပို့လိုက်ကြသည်တပ်ပြေးမှုများပထမဆုံးချိန်ပေါ်လာလိမ့်မည်ဂျာမန်တို့တွေအမြောက်ကောင်းကောင်းတွေရှိသည်ဟုပြောကြသည်လူတိုင်းဘာလို့ရမည်မသိပဲဖြစ်နေကြသည်တပ်များမှလည်းကတောင်းကနေစစ်ပညာကိုအပျော်တမ်းလေ့လာသူတို့ကလည်းအဲဇစ်နယ်ကိုအကြောင်းမရှိသွားတိုက်ချင်းစသည်တို့သည်မိုင်းမဲရရောက်ကြောင်းဖြင့်ဝေဖန်ကြသည်ဘူးအိုက်မဲမောင်သည့်နှွေနှောင်းညတညနိုင်ကျွန်တော်သည်ဒေလီလာရုတ်ထူကြီးအနီးတွင်ထိုင်နေသည်လူတွေလမ်းပေါ်ရောက်နေကြသည် စစ်သားများကတောင်မှမြောက်သို့ဒေလီယွန်ရက်ွက်မှရေးတဲ့ရက်ွက်သို့ခြိတက်သွားကြသည် အမျိုးသမီးများကလမ်းမများမှပန်းစည်းတွေဆက်ကြသည်ပြိပတ်ကြသည်ငိုကြသည်အော်ဟစ်ကြသည်ဘုရားသခင်ဆောင်မပါစေဟုဆုတောင်းကြသည်လမ်းစွန်များပေါ်တွင်ဇော်မွားပန်းတွေတစ္ဆပန်းတွေထိုးထားကြသည်ဒေသန်တွေမြေကြီးတွေဆက်ကူမီးလုံတွေကျွန်တော်ဒီထိုးနေရတွင်တညာလုံးရက်နေသည်စစ်သားများကလည်းတညာလုံးဖျက်တမ်းသွားကြသည်အမှန်ကတော့ဒီများလောက်ထိတ်လန့်တကြားဖြစ်เสียအကြောင်းမရှိဘူး ပြန်တက်ပြီးကြီးတွင်အယံအင်အားတွေတပုံတပင်တို့ပါလေဘာကြောင့်ဆုတ်လာကြသနည်းဘာကိုမျှနားမလည်နိုင်ချင်းရချက်ကိုလည်းနားမလည်နိုင်တခြင်းများကိုလည်းနားမလည်နိုင်မျက်ရည်များကိုလည်းနားမလည်နိုင်ပါရီမြို့ပေါ်ရှိတက္ကစီကားတွေပျောက်ချင်းမလားပျောက်သွားကြသည်မန်းတို့စစ်ကူတွေပို့ရန်ဗိုလ်ချုပ်ကာလီယူကတိမ့်လိုက်တော့ကြောင်ဖြစ်သည်ရဲမှထိုခေတ်ကတော့အသက်ဆန်းဖြစ်နေသည်မတော်ရင်သုံးချင်းရင်တက်ကိုထိုခေတ်ကမြေတူးမြစိတ်မကူးကြသည်ထိုခေတ်ကစံပုတ်သိပ္ပံပညာသည် အားနည်းနေသေးတော်လေစေကုစိတ်တမ်းမှာအားနည်းခြင်းမရှိပါအရာအလုံးဒီကြီးကျယ်ခမ်းနားနေသည်နောက်တစ်နေ့မနေ့တွင်တဲဥကန်ပိုင်ရှင်ရောက်ဖငယ်ဖြစ်သူအေစီဒီကျွန်တော်ခန်းကိုတန်ရှင်းရောက်လာသည်သူဒီအယ်စစ်နေမှဖြစ်တော်လေဂျန်နယ်ပရင်ကင်စာကိုကြည်ညိုကြောင်းခွဲဝဲထားခြင်းမပြုပါကျွန်တော်ဒီပါကုမြဟုတ်ဒီပတ်တိမလုတ်တတ်ကြောင်းရုရှားများသည်ထိုအတိုင်းပင်ဖြစ်ကြောင်းရုရှားပြည်ကိုနိုင်ငံတစ်ခုခုကဝင်သိမ်းပစ်လိုက်ဖို့ကောင်းကြောင်းဖြင့်ကျွန်တော်ကိုမကြာခဏပြောတတ်သည်ကျွန်တော်ဒီသူပြောသမျှကိုနားထောင်ပြီးရည်နေလိုက်ပါသည် တကယ်တော့သူသည်တငယ်ကလေးတယောက်မျှသာအသက်15နှစ်ပင်မရှိတတ်သည်ထိုနေ့မနေ့တွင်မူကျန်းတိုက်သည့်တပည့်စည်းကြီးကိုကိုင်းပြီးဂျာမန်လာတော့မယ်ဗျာမန်းကိုတင်လိုက်ပြီမနေ့ပြန်ဆိုရင်ပါရီကိုတင်တော့မှာဟုပြောသည်ကျွန်တော်ဒီသူစကားကိုအယုံကြည်မရှိပါတို့ရရင်ကျွန်တော်ဒီလမ်းမတို့ဆင်းလာခဲ့ကတရင်စာတစ်စုံဝဲသည်အစိုးရအကြီးညာချက်မှာထုံးစံအတိုင်းဝိုးတိုဝါတာကျွန်တော်ဒီရိုဒွန်းကဖေးသို့ထွက်လာခဲ့သည်မျက်နှာမတမယာနဲ့ထိုင်နေသောလီဗီယန်ကိုတွေ့ရသည် ကျွန်တော်ကနှုတ်ဆက်ဒီကိုပင်ပြန်ပြီးမနှုတ်ဆက်ပါကျွန်တော်နဲ့တည်တော့ပိုလန်မျိုးသားတယောက်ဆိုင်တဲသူပြေးဝင်လာကတီချာမန်တွေမျိုးကိုရောက်ကုန်ကြပြီဟုအမော်တော်ပြင်ပြောသည်ကျွန်တော်ဒီမျိုးကိုတတိယလာသည်တခါတော့ကကထရာနဲ့အတူမျိုးကိုရောက်ခဲ့ပူးသည်ပါရီနဲ့ကီလိုမီတာ30ဝေးပါသည်စစ်တပ်ဆရာဝန်ဒီကျွန်တော်ကိုကျမ်းမာရေးမကောင်းဟုဘာကြောင့်များပြောလိုက်လေသည်မသိကျွန်တော်ဒီကောင်းကောင်းလမ်းလျှောက်နိုင်ပါလိမ့်ပြေးတော်ပြေးနိုင်ဦးမည်ထင်ပါသည်ကြံဖြစ်ပျက်များကိုမူတည်ပြီးသားဖြစ်ပါသည် ပြင်သူတို့ကတံပြန်ထိုးဆက်ဆင်ခဲ့ပါသည်။ချန်စပီကိုင်းဒီမန်တိုက်ပွဲတွင်ကြာဆုံးပါသည်။ဂျာမန်တို့သည်ပြန်ဆုတ်သွားကာကရုတ်ချင်းများတို့၏ခံနေပါသည်။နောက်တွင်ကျွန်တော်သည်ဘိုချန်စပီကိုင်းဟုကပီထိုးထားသည့်တက်တက်လဝကတိုင်ကလေးကိုကျွန်တော်သွားကြည့်ခဲ့ပါသည်။အနည်းရှိလက်မှတ်တိုင်တစ်ခုတည်းမူ34ဟုရေးထားပါသည်။ပါရီမှ34မိုင်မြတ်သာဝေးပါတော့သည်။နော်ဒာရင်းဖျားရှိခိုးကျောင်းကြီးတွင်စူတောင်းပွဲကျင်းပပါသည်။တက်ရောက်သည့်ပြိတ္တကဘိုချုပ်ဂျော်ဖီ တက်တော်ရာကျော်ရှိပါစေဟုဩကြသည်ထိုကြွေးကြော်တန်သည်မြင်းမြရေစရာကောင်းသည်ကိုထိုစဉ်ကမြည်သူသိခဲ့ပါသည်ဘုရားရှိခိုးအကြောင်းကြီးတဲ့ကအပြောက်အမွန်းဖြစ်ထုတ်ထားသည့်ရုပ်ထုများသာသိမိထင်းသည်တရားရင်ကြောက်တုံးများဖြင့်ထုလုပ်ထားသည့်ရုပ်ထုများသည်တုတ်ခံ၍တိတ်ဆိတ်စွာစဉ်းစားနေကြမည်လားမပြောတတ်ပါကြောက်ရွံ့ဤအလုံးမှလည်းထိုများသာမဟုတ်လောဂျာမန်များသည်ဆုတ်ခွာသွားသည်မှန်ပါ၏တရားရင်ဝိဝိတုဆုတ်ခွာသွားခြင်းမဟုတ်လူတွေပေါ်ပေါ်ဆဆနေကြမည်ဆိုသည်ဖြင့်တရင်စာအချို့က ဂျမ်းမများသည့်နီယွန်တွင်ရှိနေတဲ့ဒီကိုတတိယတင်ပေသည်ဟုရေးနေကြသည်။နိုယွန်မှာပါရီနက်ကီလိုမီတာ60ခန့်ဝေးသည်။ဂျမ်းမတို့သည်နိုယွန်တွင်ရှိနေတဲ့ဒီဆိုသည့်စာပိုက်သည်တချင်းတစ်ပုတ်မှတံပြန်တီးတစ်ပိုက်လိုထက်နေသည်။တို့ရရင်ထိုစာပိုက်တွင်ခွန်အားမရှိတော့ခွန်အားတို့ပြောက်ွယ်သွားလိမ့်မည်။ဘဝကြီးသည်သူ့ပိုင်ခွင့်များကိုတောင်းနေလိမ့်မည်။ကျွန်တော်သည်နေ့တိုင်းသတင်းစာတရားစင်လောက်ဖတ်သည်။ပေနေရရောဘသူဖြစ်ဖြစ်တွေးတောကြံစားနေရပေလိမ့်မည်။ တို့မှတာလူဟူရဖြစ်ပေလိမ့်မည်ကျွန်တော်ဒီစာရေးဆရာတွေဘာပြောတယ်လဲဟုလိုက်ဖက်သည်ကပလင်တိုမတ်စ်မန်နဲ့လိုစီတို့ဤစစ်သွေးကြွမိခုံးများကိုဖိတ်ကျွန်တော်အံ့ဩရသည်တီယာနန်ဂျိုဤသွေးကိုတောင်းဆိုနေသောဇက်ဆန်သည့်စကလုံးများကိုဖဲ့ရည်ရသည်တို့ရရင်ဗာဗရင်အနာတိုဖရန့်ဖာဘူးစ်အဂျီဝဲတိုမတ်မန်တို့သည်ဖွန်ကာရီနှင့်ဘျူလောတို့ပြောသောစကားများကိုပဲ့တင်ထည့်ပြောနေခြင်းသာဖြစ်ပါသည် အချို့သတင်းစာများတွင်မူကွက်လက်ကြီးများကိုတွေ့ရသည်စင်စာဖွဲ့ကဖြစ်ပစ်သောချောင်းပါများသတင်းများဖြစ်ရန်တွေ့ပါသည်ဘာကြောင့်မှမသိပြင်သစ်တို့သည်စင်စာဖြတ်တောက်ခြင်းကိုအနာစတာစီဟုမိန်ကလေးမြည်ပေးထားပါသည်ထိုကွက်လက်ဖြူကြီးကိုတွေ့တဲ့အခါတွင်ကျွန်တော်အားတက်သွားသည်ပြောခွင့်မရတော့လဲအမှန်ကိုသိသူတွေရှိပါသေးတကားဟုတွေး၍အားတက်ခြင်းဖြစ်ပါသည်နှစ်တွေကုန်လွန်ခဲ့ပါသည်အဖြစ်ပြက်တွေလည်းအများကြီးဖြစ်ခဲ့ပါသည်ဘတ်ဆေဝါရဒုတိယကဘာစစ် အော့စဝက် ဟီရိုရှိမာ1914ခုနှစ်တုန်းကကျွန်တော်အထိတ်လန့်လန့်ဖြစ်ခဲ့ရပုံခရော့ခရဲ့ဖြစ်ရပုံတို့ကိုယနေ့ပြန်ကြည့်ရင်ရေးစရာကောင်းတယ်လို့လို့ဖြစ်နေပါသည်တို့ရရင်ရဲနဲ့ကိုတကားမှမရှူဘူးသူတို့အဖို့ကပထမဆုံးသောကြဆုံးသူလုံးကိုမြင်ရခြင်းဒီနောင်တွင်ကြောက်ဖွဲ့စစ်မြေပင်းကြီးတခုလုံးကိုမြင်ရခြင်းထက်ချက်ချားစရာကောင်းနေသည်မှာအမှန်ဖြစ်ပါသည်1912ခုနှစ်ကတည်းကကြပြဆရာဘလော့ကရေးခဲ့ပူပါသည်ဘဝကိုညင်းငွေခြင်းနဲ့ဘဝကိုတက်မှတ်ခြင်းအမိတိုင်းမျိုးကိုချစ်မြတ်နိုးခြင်းနဲ့ မုံတီချင်းတွေးကြောများကိုဖောင်းကြော်လာစေသောအနှက်ရောင်တွင်းနမိတ်မြင်းကြောများအားလုံးကိုဖြည့်စည်းကမကြဘူးသော ပြောင်းလဲမှုများနဲ့မကြုံဘူးသောပုံကံမှုတို့ကိုနမိတ်ပြနေသည်တကားကျွန်တော်ဒီတရင်စာဘုံကြီးကိုရှေ့ချအတန်ကြာထိုင်နေမိပါသည်အရာအားလုံးကိုလိန်လယ်မှုအကြံပန်းတန်းနိုင်မှုမိုင်မဲမှုစသည်နင်းတူကြီးဖုံးလျက်ရှိသည်အမှန်အဖြစ်ပထမကဘာဖြစ်သည်အကြံဆွဲထားသည့်ပုံကျဲမြတ်တာဖြစ်ပါသည်အစိုးရအသည့်သည့်စာအုပ်ဖြူစာအုပ်ပြစာအုပ်ဝါစသည်ဖြင့် မှတ်တမ်းများကိုထုတ်ဝေခဲ့ကြပါသည်ပြီးခဲ့သောဖြစ်ပျက်များသည်မိမိတို့အဖြစ်ကြောင့်ဖြစ်ရခြင်းမဟုတ်ဟုသောအချက်ကိုတတ်သိပြခဲ့ကြပါသည်ဂျာမန်များသည်ရိမ်းမြို့ကဘုရားရှိခိုးကြောင်းကြီးအရာစီမြို့ကမြို့တော်ခန်းမနှင့်အလဲခက်ကတိစောက်ခဲ့သောကလော့ခန်းမကြီးကိုဖြတ်စည်းခဲ့ကြတော့လေသူတို့ဒီလက်စားချေလိုသောသဘောဖြင့်လုတ်ခဲ့ခြင်းမဟုတ်ကြောင်းချိန်တွယ်ပြောခဲ့ကြပါသည်နောင်ရစုနှင့်တစိုက်ကြလာသည့်အခါတွင်ဘုံကျဲလီမှုများသည့်အနုပညာသမိုင်းနှင့်ပတ်သက်သောရှားအုပ်တို့ကိုရောင်ရွေ့ပင်မကြည့်ခဲ့ကြပါ ဂျာမန်ပြင်သစ်နဲ့ရုရှားသူတို့အားလုံးဒီစစ်တုံးမင်းများအားပြုတ်မှုဆက်ဆံကြပုံကိုကြည့်၍အထိတ်တလန့်ဖြစ်ခဲ့ကြပါသည်။နောက်လာမည့်စစ်ပွဲတစ်ခုတွင်ဖက်စစ်တို့သည်အလုံးမလုံးနိုင်သူမှန်သည်များကိုတွေးအေးအေးဖြင့်တပ်ပစ်လိုက်ပြီးဟုမြေသူများမတွေးမိခဲ့ကြပါ။အမေရိကန်သတင်းစာများသည်ဂျာမန်တို့ရေးတော်ပြင်းထန်သည့်ဆောင်းပါးများကိုပုံနှိပ်ဖော်ပြခဲ့ကြပါသည်။ပိုလန်ဗိုလ်ချုပ်တို့ဦးဖြစ်သည့်နယ်စားကြီးနီကိုလက်စ်ကိုကဲသည့်ပိုလန်တပ်များသည်ပိုလန်ရေဝတီများကိုအတင်းကျပ်ပြောင်းရွှေ့ပစ်ခဲ့ကြပါသည်။နောက်နေကက်စတာဘိုဗိုလ်ချုပ်ဖြစ်လာမည် ဟိမလာသည်ထိုစဉ်ကအသက်၁၄နှစ်သာရှိသေးသည်ထိုစဉ်ကသူသည်ကစားနည်းမျိုးစုံကစား၍ကောင်းတော်အော့စ်အကျဉ်ထောင်နှင့်မေရီနက်အကျဉ်ထောင်တို့ကိုမိတို့အချွေအမိကိုသိပင်မသိသေး1915ခုဧပြီလ22ရက်နေ့တွင်ဂျာမန်တို့သည်ဓာတ်ငွေဘုံကိုပထမအဦးဆုံးချိန်စတင်သုံးစွဲခဲ့ကြသည်လူတိုင်းကပင်ဓာတ်ငွေဘုံသည်ရက်ဆက်ကြမ်းကြုတ်သည့်အရာဖြစ်သည်ဟုအထင်ရှိခဲ့ကြကသူတို့ထင်သည့်အတိုင်းလဲရက်ဆက်ကြမ်းကြုတ်မှုတစ်ခုလည်းဖြစ်ခဲ့သည် တို့ပါလျက်ကျွန်တော်တို့သည် အနှွင့်မြုံဘုံကိုမိတို့စိတ်ကူးရပြီးထုတ်လုပ်ခဲ့ကြပါသည်။အခန်း20နှစ်ပြီးပါပြီ။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။အခုလိုဆော်လေးကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်။